ိုမှတ်တရလေးတွေပေါ့နော်ဇာလေးတွေဝင်ရောက်ရေးသားပြီးခဲ့ကြတဲ့ session က2024-25 Pathfinder Institute of Myanmar ပေါ့နော်အဲအကြောင်းရဲ့ session G12 student ကျောင်းသားကျောင်းသူများအားလုံးကိုအဲဒီချက် MM3 ကလည်းမှတ်တရလေးဖြစ်နေမှာပါဗီဒီယိုလေးကိုတော့ဒီချက် record လုပ်လိုက်ရတဲ့အဲရွေးချယ်လေးရပေါ့နော်အမှတ်တရတွေကိုအမှတ်တရဒီကနေ့ save ထားတဲ့ဒီချက်ရဲ့ YouTube channel လေး memories မှာအာပြန်သုံးမယ်ဆိုတဲ့အတွေ့အလေးနဲ့ပေါ့နော်ဒီဗီဒီယိုလေးကိုဒီချက် record လုပ်လိုက်တာဖြစ်ပါလေ ဒါလေးကလည်းအမှတ်တရဖြစ်နေလိမ့်မယ်လို့ယုံကြည်မျှော်လင့်ပါတယ်ရှင်။ပြပြန်လေးသုံးမိကြည့်ပေးဖို့တောင်းဆိုပါရနော်။ဒီ S2 ပညာရှင်လေးတွေရဲ့ဟောခြေတာချက်လေးတွေသွားပြီးတော့မှလေ့လာကြည့်ကြရအောင်။ကဲ S2 ကရောဘယ်လိုရေးပေးထားသလဲပေါ့နော်။ အဒီတက S2 ပါ S2 ကဒါအရင်ဆုံးရေးတဲ့စာအနေစပြီးကြည့်ရအောင်လေနော်။သူကအရင်ဆုံးရေးတဲ့စာဘက်ကလမှာအောက်ဆုံးမှာရောက်ရောက်သွားတော့အောက်ဆုံးအရင်သွားကြည့်လိုက်ပြီ။ကဲသူပထမဆုံးရေးသွားတာကတော့ 1HRPY နဲ့သူကုတ်လေးပဲသူရေးသွားတယ်သူတခြားဘာမှတော့ပြေပြောသွားအောင်။အဲနောက်တစ်ယောက်ကတော့ 4QVHT တဲ့ hello တဲ့နော် hello ဆိုပြောရအောင်နော်နှုတ်ဆက်သွားတာလေးပဲပါတယ်ပေါ့နော်။ အဲဘာမှတော့အများကြီးမရေးထားဘူးနောက်ထပ်ဆက်ကြည့်အောင်နောက်ထပ်တယောက်ကတော့ 0MEYU တဲ့မင်္ဂလာပါတဲ့နော်အစားလေးအများကြီးရတယ်အမေသူ့တငယ်ချင်းနဲ့သူ့ကိုထပ်ပြီးပြောတယ်အောင်ကနေပေါ့နော်အချင်းချင်းနေပြောတယ်နော်အဲတယောက်ကမင်္ဂလာပါဆိုတော့တယောက်ကမင်္ဂလာပဲမှာတဲ့အဲ့လိုပြီးကြိုက်ကြပါရဲ့ပေါ့နော်ကျမသားတွေတမီးတွေကအဲအောင်ကနေတယောက်ကထပ်ပြောတယ်တော်သားလေးတဲ့ဟဲ့ငှက်တွေလစ်တဲ့နော်လစ်ဝူးတဲ့အဲနော်ဝူးရောငှက်ဟာမစားလေးတင်းနေလူလေးတွေပါငှက်တွေတင်းနေရမရလားနောက်ထပ်ယောက်ကထပ်ပြောတယ်အဲနှစ်ယောက်တယောက်နော်ဟာ အင်းအားအင်းအားကြီးသူကနိုင်စမြဲပဲလုပ်နေကြလာရင်အဲနောက်တစ်ယောက်ကလည်းထပ်ပြောတယ်မကြောက်ဘူးကွာဟာ MM3 ရဲ့နော် post တွေထဲမှာရင်းကိုသူတို့ကွဲရှာနေကြတာကွဲရှာနေကြတာမလေးဘာခေါ့ကကြီးမြေကြီးစမ်းနေလို့နေနော်ကဲတယောက်ကထပ်ပြီးရေးတယ်ရှင် fighting play တဲ့ဟာပိုးပိုင်ရှင်ပျောက်နေတယ်ဟာနောက်တစ်ယောက် VVIP တဲ့ VVVIP fan လေးတွေကိုမမေ့ပါနဲ့ဟာကွဲပိုင်ရှင်နဲ့ပြန်ခေါ်ကြပါအောင်နဲ့အတီတွေရေးနေတယ်ဟဲ့ဟာစာရင်းရေးနေတာကွာတယ်ဟာ post ဖတ်ဖို့ဟောပါဖတ်ဖို့အသင့်ပါပဲတဲ့အရန်မဲတဲ့ သူများကိုနာမည်ကြီးအောင်လုပ်နေကြရတဲ့အတင်းချတင်ချတီချေရဲ့သမီးပဲဆယ်လီပေါ့ဟဲ့ဘာလို့လဲမသိဘူးเนาะနောက်ကိုကတော့ live မမီပါဘူးသူတို့တွေချင်းချင်းတော့နားလည်ကြမယ်ထင်ပါရဲ့ကဲဒါကတော့ 0MEYU ရဲ့ post အောက်မှာပေါ့เนาะအပြက်အလန်းတွေကိုပြီးပြီးတော့ map သွားကြတာဖြစ်ပါတယ်ကဲနောက်တစ်ယောက်ကိုသွားကြည့်အောင်နောက်တစ်ယောက်က 4GMCO ပေါ့เนาะသူကကုတ်လေးလေးထည့်ထားတယ်အင်္ဂလိပ်လိုတွေရေးပြီးသူ့ဆရာမောင်နှုတ်ဆက်ထားတယ်ဘာလို့လဲဖတ်ကြည့်လိုက်မယ်เนาะ Thanks a thing for everything takes year shaping so patient and made by experience find help in ARC slangs a lot. Really appreciate all the effort you put into teaching ARC step. Okay, ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ကဲတော့ဆိုရင်နောက်တစ်တယောက်လေးကိုသွားပြီးလေ့လာကြည့်ကြရအောင်။ဒါ S2 ကပညာရှင်လေးတွေပါပေါ့နော်။ကဲဒီ S2 ကပညာရှင်လေးတွေထဲမှာမဲ SJBDG ရဲ့ post လေးကိုအရင်ဖတ်ကြည့်အောင်နော်။တင်ကြားပြသပေးခဲ့တဲ့ဒီချက်ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဘဝမှာမမေ့နိုင်တဲ့ဒီချက်တွေတဲကတယောက်ပါပဲ။ចောင်းសារအနေနဲ့ရော ဟိုကသင်ခန်းစာတွေပါအများကြီးအများကြီးနော်သင်ယူခဲ့ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီချေရှင်ဟုတ်ကဲ့အဲဆရာတယောက်ရဲ့ PD အနေနဲ့ပြောရရင်ပေါ့နော်အဲကိုရေးချစ်လိုက်တဲ့မြအရာလေးတွေအရာထင်တယ်လို့သိလိုက်ရတဲ့အခါမှာဆရာတယောက်ရဲ့ PD ပို့ပြီးတော့တောင်းပေါ့နော်ကျေးဇူးတင်မိပါတယ်ရှင်ကဲနောက်ထပ်တယောက်လေးသွားရအောင်သူကတော့ mindset aq aeq ပေါ့နော်ကုတ်လေးပဲရေးသွားပါတယ်ကဲဆက်ပြီးကြည့်လိုက်တော့ဩ 0bwcl အဲ့ဒါကုတ်ကိုအရင်ဆုံးရေးတယ်ပေါ့နော်ကဲသူကလေးရေးလဲအတူတူဖတ်ကြည့်အောင် မြမစပေးဦးတဲ့တကယ်ချစ်မြတ်နိုးတာကိုခံစားရပြီးတော့ကိုလုတ်ကင်နေတဲ့အလုပ်ပေါ်မှာလဲတံပိုးထားထားတာတွေ့မြင်ရပါတယ်စာတင်တာကလည်းလူတိုင်းနှိပါတင်နေတဲ့စာကိုစိတ်ပောင်ဝင်စားအောင်တင်ကြားနိုင်စွမ်းရှိပါတယ်တကယ်လေးစားမိပြီးတော့ဒီလိုတစ်ချက်မျိုးနဲ့တွေ့ဆုံခဲ့ရတဲ့အတွက်ပြန်ကောင်းတယ်လို့ခံယူမိပါတယ်အများကြီးတင်ကြားပြသပေးခဲ့တဲ့အတွက် တကယ်ကိုပဲကျေးဇူးတင်မိပါတယ်။ဟုတ်ကဲ့ကျမကလည်းပြန်ပြီးကျေးဇူးတင်ပါတယ်ရှင်။ဒါကတော့ 0PWCL ရဲ့ပေါ့နော်။အဲဟိုအမတ်တရားစာလေးဖြစ်ပါတယ်။နောက်ထပ်တစ်ယောက်က nickname ကတော့ချစ်လူမိုက်လို့ပေးထားတယ်။အဲအဆုံးမမြန်ကုတ်ကလေးပါမလားမသိဘူး။ကုတ်လေးသွားကြည့်ကြရအောင်ရှင်။အဆုံးမမြန်ကုတ်ကလေးပါ။အဲအဆုံးလည်းကုတ်မပါဘူးပေါ့နော်။ဘယ်ဒီမှာမှတ်ချက်လေးတော့ပါဘူး။ဘယ်သူရေးရလဲ။ရန်ကောင်းတယ်။ဘယ်ရန်ကောင်းလို့မကောင်းလားကျမကလည်းဖတ်ကြည့်ကြရအောင်နော်။အာဘယ်သူရေးသွားမှန်းလဲလဲမသိဘူး။ကုတ်မပါဘူးပေါ့နော်။ nickname ကတော့ချစ်လူမိုက်တယ်။ဘယ်လိုမိုက်လဲတော့ ဖတ်ကြည့်အောင်နော်စာလာကလေးကွာ letter ပုံစံနဲ့နော်ဘေးစာပုံစံနဲ့တို့ဆရာမဟဲ့စာမယ်နော်ပထမဦးဆုံးကမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာခြင်းပါတယ်ဆရာမနဲ့သင်ရတဲ့စာသင်ချိန်တွေကပျော်ဖို့ကောင်းတယ်လို့စိတ်လုံရှားမှုများစွာလဲပြည့်နှက်နေပါတယ်ဆရာမမေးတဲ့မေးခွန်းအပြည့်စင်းစားမရတဲ့အချိန်ဆရာမကောက်မေးလိုက်မလားဆိုတဲ့အတွေးတွေနဲ့မလဲရွေးရှင်လေးကပါတယ်အဲလေးကခွေငိုရငိုရတယ်နော်ကဲအောက်ကိုဆက်ပြီးဖတ်ကြည့်အောင်မယ် စာသင်ချိန်တိုင်းကစိတ်ဝင်စားမှုများနေတဲ့အဲ့တွေလည်းပြေခဲ့ရပါတယ်။ရေကိုစနစ်ခွဲတဲ့စနစ်45လောက်မှချိုးပြီးဆီယာမစာသင်ချိန်တိုင်းတိုက်ဆိုင်စွာထမင်းစားခဲ့ရပါတယ်တဲ့။ဩဟုတ်တယ်။ပမဲ့ရရ S2 ရဲ့စာသင်ချိန်တိုင်းစာသင်ချိန်တိုင်းကတနားရီကိုနော်သူရဲ့စာသင်ချိန်ကတပတ်ကိုနှစ်ချိန်ရှိရလေနှစ်ချိန်စလုံးကတနားရီစတဲ့အချိန်လေးဆိုတော့သူကစနစ်45လောက်မှရေချိုရေချိုပြီးကျမစာသင်တဲ့အချိန်ကျမထွင်းစားတာပေါ့နော် ဲ့ကြောင့်မလို့ပြောချင်နော်ဘိုက်ပြည့်တယ်တဲ့စိတ်ဝင်စားမှုများနဲ့ဘိုက်ပြည့်တယ်ဆိုတော့အဲ့ဒါကိုဆိုလိုတာနေပါနော်ကန်ဆက်ပြီးပြောင်းမယ်နော်ထမင်းစားပြီးလို့ဘိုက်လေးပြီးအိတ်ချင်နေတယ်လို့ဖြစ်နေပေမဲ့မေခွန်းလာမလားဆိုတဲ့အတွင်းနဲ့မျိုးလုံးကိုဖွင့်လေလွတ်နေတဲ့စိတ်ကိုဖန်ချုပ်ပြီးအာယုံဆိုင်နေခဲ့ရပါတယ်။ကဲရှင်တော့ကိုယ်ဘီလိန်ကြီးပြောင်းတာအလုံးကြာပဲနော်။ကဲဆက်ပြီးပြောင်းမယ်နော်။ဆီယမားနဲ့တားတဲ့နှစ်လေလောက်မှာတဲ့ဆိုလိုဂျင်တာနဲ့နားလေ နားလေသွားမှုလွဲမှားသွားပြီးဆီယာမကိုအနောက်ရှက်ပေးမိတလို့ဖြစ်သွားရင်တဲ့စိတ်မရှိပါနဲ့တဲ့ဆီယာမမရည်ရွယ်ပါဘူးတောင်းပန်ပါလေတဲ့အဲပညာရှင်လေးကစိတ်ထဲမှာအမှတ်မိနေပေမဲ့ပညာရှင်လေးပြောချင်တဲ့အချက်ကပညာရှင်လေးကိုလည်းဘယ်သူမှလည်းမသိဘူးဘယ်ချက်လဲဆိုတာကိုလည်းတိတိကျကျမှတ်မှတ်မိနေပါဘူးဒါကြောင့်စိတ်ထဲမှာဆွဲမထားပါနဲ့လို့ဒီချက်ဒီဗီဒီယိုလေးကနေပြောလိုက်ချင်ပါတယ်နော်တူရဲ့စာလေးကိုစက်ပြီးဖတ်မယ်နော်ဆောင်းပေးဝဲကိုလည်းတဲ့လွယ်တာလေးတွေပဲမေးမယ်လို့ယုံကြည်ပါတယ်တဲ့ဘာလို့လဲဆိုတော့ရုပ်ချောတဲ့သူတွေကသဘောကောင်းကြလို့ပြားတယ်အဲ့မှာ ဆိုရင်တော့ခြေပွက်သွားပြီကျမရုပ်ချိုးရတယ်မပါဘူးရှင်ကျမရုပ်ဆိုးတယ်အဲဘာလို့ပြောပြောအဲဒါကဒီ dope fighter ရဲ့ example တွင်ပဲ target data မှာမဟုတ်တာเนาะနိုင်ငံတော်အဆင့်ပြေးကွင်းကြီးကိုလည်းမင်းတို့ဖြေနိုင်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်ရှင်ကဲကဲသူ့ရဲ့စာလေးကိုဆုံးသက်အောင်ဖတ်လောက်မယ်เนาะ နောက်ဆုံးအနေနဲ့တဲ့သားတို့ကိုတဲ့တေချာခရုတစိုက်စိတ်ပါလက်ပါသင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ဗျာတဲ့စကားတွေအများကြီးပြောရင်အမားတွေအများကြီးပါမဖို့လို့ဒီလောက်နဲ့ပဲအဆုံးတက်လိုက်ပေးရစီအဆုံးတက်လိုက်ရပါတယ်ဆရာမတဲ့ကြည်စမ်းသူပြောတော့နော်စကားတွေပြောရင်အများကြီးပြောသူစအရှိဆုံးပဲနော်မြို့သူပင်ဆိုတော့စအများကြီးနဲ့ပေါ့နှလုံးဆက်စကားတွေရေးတာတွေလည်းညာရှင်လို့ကျေးဇူးအများကြီးတင်ပါတယ်ညာရှင်လေးရဲ့စိတ်ထဲကအဲ့နှစ်နေလောက်ကကိစ္စနားလဲမူလဲသွားတဲ့ကိစ္စတွေဆိုတာဟုတ်ပါနော်ဒီချက်လည်းမမတ်မိပါဘူးဒီချက်တိလည်းမသိတော့ဘူးအာယုံအာယုံလည်းမရှိ တော့ပါဘူးပေါ့နော်ဒါကြောင့်ပြန်ရှင်လေးစိတ်ထဲမှာမထားပါနဲ့လို့ဒီဗီဒီယိုရဲ့ရှင်းပြောကြရပါလိမ့်ရှင်။ကဲနောက်တစ် S2 ကပညာရှင်လေးတွေဘလိုလေးတွေဖတ်နှုတ်ဆက်ထားလဲဆက်ပြီးလေ့လာမယ်နော်။အဲဒါလေးက 3RTCH တဝဲကိုအလဲလာတဲ့ရန်ကုန်သူတဲ့။အဲသူတို့ဒါဆိုရင်သူတို့အချင်းချင်းနားလေတယ်ဘူးလေဆိုတော့ကဲကဲကဲထားပါတော့เนาะသူကတော့ဟဲ့ပကြည့်ရောเนาะ sorry picture လေးပါထည့်ထားတယ်เนาะဒီမှာ picture လေးနဲ့ကဲကဲကဲဟိုသွားပြီးကြည့်အောင်ဒီ channel မှာတဲ့ scientist ဆိုင်ရဲ့ ကိုစွမ်းအော်ကိုစွမ်းရှိတဲ့လောက်ကိုတဲ့ဆွဲသွားတာပါတဲ့ဒီတချင်းဖွင့်နိုင် တချက်ကိုအမြဲတည်းရနေပါပါဒီနှစ်တော်တွင်ဒီချင်းနဲ့ဝေမျှခဲ့တဲ့အချိန်တွေသမီးတို့ကိုစုံမစကားအမြဲပြောပြီးပညာရအောင်စေတနာနဲ့သင်ကြားပေးခဲ့လို့ဒီချက်ကိုကျေးဇူးနဲ့အများကြီးတင်ပါတယ်ရေဆက်တာရှိခဲ့ရင်ဒီချင်းနဲ့အပြင်မှာလည်းတွေ့ဘူးချင်ပါတယ်ဟုတ်ကဲ့တွေ့ဘူးချင်ပါတယ်ရှင်ရဟန်းနော်အဲရောင်းကိုလည်းလေလာအောင်မယ်နဲ့တွေ့ပါရဲ့နော် အဲ့မှာလေကျမကလေဘာလို့ပြည့်ရှိလဲဆိုတော့တချို့စာသင်ချိန်လေးတွေစစဝင်လာချင်းချင်းမှာပေါ့နော်တချင်းလေးတွေဖွင့်ထားတတ်တယ်အဲ့တော့ကိုနားထောင်နေတဲ့တချင်းလေးတွေကိုသူတို့ကဖွင့်ခိုင်းတာမျိုးလေးလည်းရှိတယ်ပေါ့နော်ဟိုစိုင်းဒီဇိုင်းရဲ့စွမ်းတလောက်တော့ကိုစူးစားခဲ့ပေမဲ့ထိတ်ဆုံးတင်မြောက်ခဲ့ရတာလည်းလက်တော့မကပါဘူးအဲ့တချင်းကြိုက်တာဟိုနော်ကြိုက်တော့ဖွင့်ပြီးတော့ဖွင့်ပြီးတော့သူတို့လည်းအဲ့တချင်းလေးအလွတ်ရသွားကြတယ်ထူတူပါရဲ့ပေါ့နော်စိုင်းဒီဇိုင်းရဲ့တချင်းလေးကိုတော့အမှတ်တရလည်းပြောတဲ့စကားထဲမှာထည့်ပြီးရေးသားထားတာကိုတွေ့ရပါတယ်ရှင်ဒီလိုပြဆိုစီကဘူးအမှတ်တရလေးပါပဲရှင်ကဲနောက်ထပ်တရားကတော့ 7FG ် represent ဆိုပြီးကုတ်လေးပဲခြေသွားပါတယ်။ကဲနောက်ထပ်တယောက်က 1EMDB ပါ။အဲခြေနဲ့စတွေ့တော့တဲ့အဆင်မပြေလောက်ဘူးလို့ထင်ထားတာတဲ့။နောက်ပိုင်းစတင်ရတာအဆင်ပြေလာတယ်တဲ့။ ချဲ့ကိုမတိတာတွေမေးနေတကယ်ကိုဒီနှစ်ရဲ့ကြော်စရာစတင်နှစ်ဖြစ်ခဲ့ပါလေဟုတ်ကဲ့ကြော်စရာလေးဖြစ်သွားတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကဲနောက်ထပ်တစ်ယောက်ကိုသွားကြည့်အောင်သူက JF0KO ဒါသူ့ approve လေးပေးလာအောင်ပါနော် JF0K ပေါ့နော်သူကသူ့ရဲ့ဟို account လေးပဲရေးသွားပါတယ်ဗျာနော်နောက်ထပ် S2 ကပညာရှင်လေးတွေရဲ့နောက်ဆက်စာလေးကိုဆက်ပြီးတော့ကျွန်မနဲ့အတူတူဆက်စုကြည့်ကြရအောင်နော်အာစာရှိကြီးတွေပါပဲကဲသူတို့ဘယ်လိုနှုတ်ဆက်လဲဆက်ပြီးဖတ်ကြည့်အောင်နော် အဲ့ဒီတယောက်ကကုတ်ကလေးက 7FGWE ပါအသူရေးထားလေးအတူတူဖတ်မယ်နော်ခြေနဲ့စာတင်ရတာပါတဲ့ဘာသာရဲ့ကြီးတစ်ခုကိုတင်ရတာတဲ့ဘာသာစကားတစ်ခုလိုသင်နေရတယ်လို့ခံစားရတာမို့တဲ့မြန်မာစာကိုပို့ပြီးစိတ်ဝင်စားလာပြီးသင်ရတာလည်းပြောလာပါတယ်မှန်မှန်မလင်ကြီးနော်သင်ရတာတကယ်ပြောလို့လားဟုတ်ကဲ့စတာပါတကယ်သူတို့လေးတွေပြောတယ်ဆိုတော့နှစ်ဆုံးခံနေလို့ပို့ပြီးသိသားလာနေပါပဲနော်ကဲသူ့ရဲ့စာလေးဆက်ပြီးဖတ်မယ်နော် ပြီးရင်တဲ့စာတွေကိုတိလာတာမဟုတ်ပဲလူမှုပတ်ဝန်းကျင်မှာလဲ ။နော်စာတွေကိုပဲတည်လာတာမဟုတ်ပဲလူမှုပတ်ဝန်းကျင်မှာလည်းစကားပြောဆိုတဲ့အခါအထောက်အများကြီးဖြစ်လာခဲ့ပါလေ။ဟုတ်ကဲ့အဲ့လိုလေးကြားပြရတဲ့အတွက်ဝမ်းသာပါတယ်ရှင်။အရင်ကဆိုရင်တဲ့စကားကိုဒုံတိတိပြောတာကနေတဲ့တကယ်ပြောသလိုမျောလင့်ပါတယ်။အဆင်ပြေမယ်ထင်ပါတယ်။ဒါပေမဲ့ etcetera ပေါ့နော် etc တဲ့ထွက်လိုက်သေးတယ်။အဲ့ဒါလေးတွေနေတဲ့ပြောတော့နားထောင်ရတာကောင်းတဲ့အတွက်အပြင်လောကမှာလည်းအဲ့ဒီလိုလေးတွေယူသုံးပြနေပါတယ်။ဟုတ်ကဲ့များများသုံးပါလို့တိုက်တွန်းချင်ပါတယ်ရှင်။ စာတင်တဲ့အခါမှာလေတောင်းသားတွေကိုအတော်ဆွဲခေါ်နိုင်တဲ့ဒီချဲလို့ထင်ပါတယ်တဲ့။မလီချင်းတော့ထင်မဲထင်တာတော့ကျမမအဲ့လိုအများကြီးပြောင်းစူးစမ်းရတာလို့။ Okay ဆရာပါပြန်ပြီးစစ်ကြည့်အောင်နော်။ချော့ပြီးတော့လဲခေါ်တယ်လို့တဲ့။ချော့ပြီးတော့လဲခေါ်ပေးတဲ့အတွက်တဲ့။ကို့အသိစိတ်နဲ့ကိုစာနောက်ကိုလိုက်ရမယ်မန်းသိလာလို့စာလဲပိုလုတ်ဖြစ်တယ်လို့ထင်ပါတယ်။သမီးတို့ကိုစိတ်ရှည်ရှည်နဲ့တည်တည်ချာချာရှင်းပြပေးပြီးသင်ကြားပေးခဲ့တဲ့အတွက်လဲကျေးဇူးအများကြီးတင်ပါတယ်ဒီချဲတဲ့။အဲ S2 က 7fgwe copy ပူပူလေးဟုတ်ကဲ့ copy ပူပူလေးကြိုက်တယ်နော်ဟုတ်ကဲ့စာရည်များကြည့်တဲ့အမှတ်တရလေးရေးပြရေးရေးသားပေးသွားတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်ကဲနောက်ထပ်တစ်ယောက်ကိုသွားကြည့်အောင်အဲဒီတစ်ယောက်ကတော့ 0ahtx ဟွန်းပေးစာတစ်စောင်ပုံစံလေးနဲ့ပေါ့နော်ရေးသားထားတာကိုတွေ့ရတယ်ကဲအတူတူဖတ်ကြည့်မယ်နော်တို့တီချေ mm3 တဲ့ဟုတ်ကဲ့ပြောပါရှင်เนาะပြောတော့မယ်เนาะတို့လို့စာချီလာပြီကဲစာချီအောင်အတန်းစ စတက်ချင်းရက်တွေ တုန်းကတော့တိချဲ့ရဲ့အာဘော်စီမင်းစီကံမေခွန်းတွေနဲ့နေသားမကြခဲ့တာအမှန်ပါပဲဟုတ်တယ်တိချဲ့နဲ့စတင်တင်ချင်းမှာတော့တော်တော်လေးတော့အဲမင်းတို့အဲ့လိုလေးဖြစ်မြင်လို့သတိထားမိပါတယ်ပေါ့နော်ကဲဆက်ပြီးကြည့်ဦးမနော်သူပါဆက်ပြောတယ်လေပေါ့အရန်ကြက်တယ်တင်ရတာပြားများတယ်လို့လည်းခံစားခဲ့ရပါတယ်အဲ့လိုလေးကြားသိရတော့နည်းနည်းတော့အစိမ်မကောင်းဖြစ်မိသွားတယ်ကွယ်ကဲဆက်ပြီးကြည့်ဦးမနော်ဘာလို့များဆက်ပြောလဲနောက်ပိုင်းစတင်တာနောက်ပိုင်းလောက် ကြာလာတော့ဒီຢာတွေအပေါ်နေသားကြာလာပြီးတော့ဒီချက်ရဲ့အចောင်းသားအចောင်းသူတွေအပေါ်စာရစေခြင်းတဲ့စေတနာဒီချက်ရဲ့အားဆိုင်ထုတ်မှုတွေကိုသိမြင်လာတဲ့အတွက်အရင်ကလို့ PR တွေမခံစားရတော့ပဲစာတင်ရတာကလည်းအများကြီးအဆင်ပြေလာခဲ့ပါတယ်။ဩတော့ပါသေးရဲ့အဲ့လိုလေးပြန်ကြတော့ပုံမှန်တသွားပြီပေါ့နော်။အရှေ့ရစာလေးဖတ်ပြီးတော့ကိုကိုကိုအရန်စိုးသွားသလားလို့တောင်တွေးမိသွားတယ်။ကဲအခုဒီစာလေးဖတ်လိုက်တော့ရင်းနေအလုံးကြသွားပြီပေါ့။ကဲထပ်ဖတ်ကြည့်အောင်နော်။ဒီချက်ပေါ်မှာတဲ့ကာယကံဝစီကံမနောကံကံသုံးပါးထဲမှာတဘာဝနဲ့ပြင်မာမိခဲ့တာရှင်ဖလွတ်ပေးပါလို့ဝင်းချကြောပြရစီဒီချက် ကိုကျမ်းမှာစိတ်ချမ်းသာပါစေရှင်တဲ့ဥပ္ပိရဲ့ဒီထက်ပိုပြီးမတက်နိုင်ဘူးတခြင်းလေးကြတိုင်းဒီချက်ကိုတတိယနေမှာပါတဲ့ချစ်ချင်းများစွာဖြင့်မှ 0AHTS တဲ့ကဲတော့ကျမ်းကြကြနာနာလေးကိုနှုတ်ဆက်သွားတယ်ပေါ့နော်သူတို့ကဒီချက်ဖွင့်ဖွင့်နေကြဆိုင်းဒီဇိုင်းရဲ့ဆိုင်းနော်ဆိုင်းဒီဇိုင်းရဲ့တချင်းလေးကိုသူတို့အမတ်တရားစာတွေထဲမှာထည့်ထည့်ပြေးထားပြေးထားပြပါလေ။ဟုတ်ကဲ့ကျမလေးရှင်တို့အမြဲတမ်းမှတ်တရားနေမှာပါရှင်။ကဲနောက်ထပ်နှစ်ယောက် စက်ကြည့်အောင်နော်ဇီသူက HANOS နော်သူကကုတ်နံပါတ်လေးပဲရေးသွားတယ်နောက်ထပ်တစ်ယောက်က 2ARJV ကုတ်နံပါတ်လေးပဲရေးသွားပါတယ်ရှင်ကဲနောက်ထပ်ရော S2 ကပညာရှင်လေးတွေရဲ့နှုတ်ဆက်စကားလေးတွေပေါ့နော်စက်ကြည့်အောင်အဲဒီမှာတော့ HDCOM အဲသူကတော့သူ့ရဲ့ကုတ်လေးပဲရေးသွားတယ်ပေါ့နော်အဲဒီမှာတော့ကုတ်လေးတော့ရေးမထားဘူး nickname လေးပဲသုံးထားတယ်သူပါလေးရေးမနေတူတူဖတ်ကြည့်အောင်နော်ချဲတဲ့ကုတ်ခေါ်တဲ့အချိန်တိုင်းအမြဲကုတ်ကုတ်ကိုမေ့နေလို့ ဘသူ့ကိုခေါ်နေလဲအိုက်ရှာကြည်နေမိတာအမှတ်တရဖြစ်ပါတယ်ဟေးငါစိတ်ချမ်းသာလိုက်တာကိုကုတ်ကိုမေ့နေတယ်တဲ့လောက်ကြပါအောင်ချဲ့ကိုဆဆတွေ့တော့ငါတဲ့စီကန်းကြီးမဲ့ထင်ခဲ့တာတဲ့နောက်ပိုင်းစာသင်ချိန်တွေမှာတဲ့ထိတွေ့လာတော့ချဲ့ရဲ့ချိန်နဲ့တင်ရတာပျော်စရာကောင်းခဲ့ပါတယ်တဲ့ဟွန်းဒါဆိုနောက်ပိုင်းမှာစီကန်းမရှိတော့လာရင်ဟုတ်ကဲ့စတာပါနော်ကဲဟုတ်ကဲ့ဒီလိုလေးတွေပေါ့နော်သမီးတွေသားတွေစီကန်းစကားသံလေးတွေပြန်ကြတာတကယ်ကိုအဲဒီချဲ့တို့အားလဲဖြစ်ရတယ်ပီတီလေးရှာတယ် အဲပေါ့နော်ကိုရေးချစ်သမျှအကိုစူးစမ်းသမျှမင်းတို့တွေရသွားတယ်ဆိုတာကိုသိရတော့ပေါ့နော်ပို့လို့တော့အဲအားဖြည့်ရပါတယ်ပို့လို့တော့ဂျင်းနဲ့မိပါတယ်ရှင်ကဲဒီနောက်ထပ်တယောက်လေးသွားကြည့်အောင်နောက်ထပ်တယောက်ကလေးကလည်းကုတ်တော်ထည့်မထားဘူး nickname လေးပဲသုံးသွားတယ်နော်ကဲ nickname လေးပဲသုံးထားတယ်ဆိုတော့သူတို့စာစိတ်ဝင်စားဖို့ပိုကောင်းသွားပြီနော်ကြည့်ကြည့်အောင်ဘာလေးရေးထားတယ်လဲပေါ့တီချဲတင်တယ်လို့တဲ့အရင်ကဘယ်ဆရာမှအဲဘယ်ဆရာမှနဲ့မှမကြုံဘူးတာတော့အမှန်ပါတဲ့တီချဲရဲ့စာသင်ပုံကိုတကယ်နှစ်သက်ပါတယ်တဲ့ တခုခုလုံနေရင်တော့စိတ်လွင့်နေတတ်တဲ့သူမျိုးဖို့တချေတင်ပြပေးတာတကယ်ထိရောက်ပါတယ်ဒီစာသင်နှစ်အတွက်စိတ်ရှည်စွာတင်ပြပေးခဲ့တဲ့ဒီချက်ကိုလည်းကျေးဇူးတင်စကားပြောရင်းနှုတ်ဆက်ချင်ပါတယ်ဒီချက်ကိုတိစိတ်ကအတိစိတ်ကနေတော့မပြစ်မှားပင်မဲ့မတိစိတ်ကနေပြစ်မှားအော်ပြစ်မှားခဲ့သည်ရှိတော့ခွင့်လွှတ်ပေးပါရင်ဝင်ချတောင်းပန်အပ်ပါတယ်တဲ့ ဟိုတိစိတ်ကနေပဲပြမပြမမတိစိတ်ကနေပဲပြမပြမကျမသားတွေတမီးတွေအားလုံးကျမဖွင့်လုပ်ပါရရှင် ်ဆက်ပြီးဖတ်မယ်နော်ဘေကင်းလုံးကြုံစွာနဲ့ကိုမျော်မှန်းထားတဲ့ပန်းနိုင်တွေအလုပ်တွေကိုအောင်အောင်မြင်မြင်လှုပ်ဆောင်နိုင်ပါစေလို့လည်းဆုတောင်းပေးပါတယ်ရှင်တဲ့ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျမရဲ့ကြိုးစားအထောက်အမှုတွေအလုံးပါရှင်တို့ရဲ့ဆုတောင်းလေးတွေကလည်းတောင်းတနေရတယ်အေးပေါ့နော်အကျိုးလေးမျိုးချင်းမျော်လင့်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ဒါ nick name လေးပဲရေးသွားတော့ဘယ်သူမှတော့မသိဘူးပေါ့နော်ကဲနောက်ထပ်တစ်ယောက်ကိုကြည့်အောင်နောက်ထပ်တစ်ယောက်ကတော့သူ့ရဲ့ကုန်းနံပါတ်လေးထည့်ထားတယ် 0MEYU တဲ့အဲအောက်ကနေပြောပေါ့နော် 0MEYU ရဲ့ post အောက်ကနေပြီးမှမယ် comment တွေဝင်မှတ်သွားတယ် sjb CG တို့เนาะအဲဆစ်ဂျီ BD ရနောက်တော့ဒါတယောက်ကတော့ nickname လေးပဲရေးထားတော့ blue man ပြုเนาะသူတို့ကတော့ man ကြီးဝင်ရဲစာရှည်ကြီးလာပြီးရဲဟလာအပူလေးကရေးတဲ့အော်အပူလေးကရေးတဲ့အရှည်ကြီးစာပြောတာပါအော်သူတို့အချင်းချင်းသိကြတယ်ဗောနော်ကိုရီးယားတော့မသိပါဘူးရှင်းရှင်းပြောပါတဲ့ please please တဲ့ကဲကဲမြည်တော့ပင်ဆိုစီကသူတို့ရဲ့သူတို့တွေက comment နေတယ်မှာဗောနော်ရေးထားပြီးဆိုကိုလည်းစိတ်ဝင်စားနေဗောနော် 0MEY U ရဲ့စာလေးကိုတော့ဖတ်ကြရအောင်ရှင်းစမယ်နော် ။စစချင်းတုန်းကတော့တဲ့အချက်ပြောသလိုပဲပေါ့ချဲတဲ့။အင်းစာတွေအပေးများတာတွေတခြားတီချဲတွေတက်နည်းနည်းစီကန်းပိုတင်းကျက်တော့နည်းနည်းပစ္စည်းလေးတော့သဘောမကျခဲ့ဘူးပေါ့နော်တဲ့။ဟွန်းသဘောမကျဘူးလေနော်။ဒါပေမဲ့တင်နာကြားလာတော့ဒီစီကန်းတွေကဘာမှမဟုတ်ဘူးဆိုတာသိလာရပါတယ်တီချဲတဲ့။တခြားတီချဲတွေနဲ့တင်ရတဲ့အချိန်တက် ချဲ့အချိန်ဆိုရင်ကင်မရာဖွင့်ရပေမဲ့စတင်ရတာလွတ်လပ်တယ်လို့ခံစားရတယ်ဒီချဲ့ channel လေးဒီနှစ်မှာစိတ်သက်ကြစရာကိစ္စတွေအများကြီးကြုံခဲ့ရပေမဲ့လက်မလျှော့ပဲအတင်းပြီးစာဆက်ပြီးတင်ပေးနေခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှေ့ဆက်ပြီးလဲဘသူတွေဘာပြောပြော စိတ်ထဲမထားပဲချဲ့ပုံစံအတိုင်းပဲနေသွားဖို့မျှော်လင့်ပါတယ်ချဲ့စကားပြောလေးတော့နည်းနည်းလေးနှိပ်ပြီးပိုကောင်းတာပေါ့ချဲ့အဆုံးထိတေချာစိတ်ရှည်ပြီးနားလေအောင်တင် ညပေးခဲ့လို့ကျေးဇူးတင်ပါတယ်တချေဟုတ်ကဲ့ 0MEYU ရေဒီမှာလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့အဲ့ဒီ feedback လေးကတော့တော်တော်လေးပြောကြရဲစကားပြောနေနေမြန်နေပေါ့နော်ဟုတ်ကဲ့ဒီရဲစကားပြောလေးအဲပေါ့နော်တနိုင်တလောက် နှေးအောင်စူးစားနေပါတယ်တော့တတိလေးကက်ကန်နေပါဒါပေမဲ့တစ်ခါလေးကြာလေတင်ငန်းကပြီးကျင်တဲ့ဇောတွေလားအချိန်မလောက်ပါနဲ့အဲ့လိုတွေတွေးလိုက်လို့ရှင်စကားပြောတဲ့ automatically မြဲမြံသွားတာလေဟုတ်ကဲ့အဲ့ဒါလေးကိုတတိထားပြီးအပြုပြင်ပါမယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ခုလိုပေါ့ဗီဒီယိုတော့ပေါ့နော်အဲပြီးရင်တော့ကျမရဲ့စာသင်ချိန်မှာပေါ့နော်အဲတတောင်တတလေးနဲ့ပေါ့နော်ဘလိုဟိုပေးကျင်တဲ့ message ကိုရအောင်ယူသွားနိုင်တဲ့အတွက်လေးစားပါတယ်ရှင်ကဲဒါကတော့ S2 ခပညာရှင်လေးတွေရဲ့ပေါ့နော် အမှတ်တရစာသားလေးတွေပါ S2 ကြံသေးလားကြီးလိုက်တော့ဟော S2 ကြံသေးတယ်ကဲသူ S2 ကြံသေးတဲ့စာရေးဆက်ပြီးဖိတ်အောင်နော်ကဲဒီမှာက 3RTCH အမဲတဝဲကိုလဲလာတဲ့ရန်ကုန်သူမဲရှင်းပါလေသူ့ရဲ့ post တွေတွေ့ခဲ့သေးရယ်နော်ကဲကဲသူပါထပ်ပြောလဲကြည့်အောင်ဒီနှစ်မှာတချို့တငယ်ချင်းတွေနဲ့မရင်းနှီးဖြစ်တာတွေလည်းရှိပါတယ်ဒါပေမဲ့အားလုံးနဲ့အတူတူတစ်နှစ်လောက်တော့ဆုံးဖြစ်ခဲ့ကြတာမို့ဘာပဲဖြစ်ဖြစ် miss you all ဟောဒါကတော့ဒီ post ကတော့တချို့နှုတ်ဆက်တဲ့ post မဟုတ်သူငယ်ချင်းတွေပြောချင်တဲ့ post အနေနဲ့ရေးထားတာ အဲအမသူငယ်ချင်းတွေကလည်းဝင်ပြောတယ်နော်အဲစစ် JBD ကြီးကလည်း comment တွေဝင်ပေးတယ်အဲဒီလို MEYU ဟိုကလည်း comment တွေဝင်ပေးသွားကြတယ်နော်ကဲနောက်တစ်တယောက်ကိုကြည့်အောင်နောက်တစ်တယောက်ကတော့ဒီမှာကုတ်ကုတ်တော့တုံးမထားဘူးနော်သူရဲ့ nickname လေးတော့သုံးထားတယ်ကုတ်မပါဘူးပြီးတော့ကုတ်မပါတဲ့ nickname သုံးတဲ့ post တွေဆိုနည်းနည်းပိုစိတ်ဝင်စားတယ်ပေါ့နော်ကဲစတာပါပြီးတော့သူပါရီကြီးလည်းအထူးထူးဖတ်ကြည့်ကြရအောင်ရှင့်သူ teacher mm3 မင်းစပါပြီနော် ်ချဲတဲ့စတွေ့တုန်းကကြောက်ပင်မဲ့တဲ့ကြားလာတော့ချဲစာတင်ချင်းကပျော်ဖို့ကောင်းလာပါရဲ့တဲ့ပြီးတော့မြမစာကိုဖိဖိစီစီတင်ပေးအင်စာတွေပေးတဲ့အတွက်အခုလိုစာဆွေးနွေးစရာမလိုပဲမှတ်မိနေပါတယ်အမှန်တိုင်းပြောရရင်တဲ့အရင်ကမြမစာချင်းဆိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပင်မဲ့ဒီချဲတင်ရင်တော့အိမ်မငတ်ရဲပါဘူးတဲ့ဘာလို့လဲဆိုတော့ချဲကမိကုန်းနေပြီးတော့ညလုံးကလှမ်းပြီး ိတ်မပြောတော့ပါဘူးလေကြည့်စဲတော့ तू तू အိတ်ငိုက်တက်တဲ့ကြောင့်လေ तू ရေးထားတယ်နော်အမလေးဖတ်ပြီးတော့သဘောတွေချတာကဲဆက်ကြည့်အောင်နော်နောက်ပြီးတဲ့ငโกကလေးကငိမ့်ငိမ့်မနေတက်တက်သူဟိုစာတင်ချင်းကင်မရာမဖွင့်ပင်မဲတဲ့ချဲ့ချိန်ပါတဲ့အချိန်ပြည့်ကင်မရာကိုဖွင့်ရတော့လှုပ်တောင်မလှုပ်ရဲဘူးတဲ့လှုပ်ပါနောက်ခါကျရင်ပုပ်ပေါ်ပါပါနေကြစမ်းပါနော်တခါတလေရောင်းရောင်းပြီး အဲ့ဒီပါဆိုလို့အဲ့ဒီလည်းထောက်ကမိတဲ့အဆင့်တောင်ရှိရလားအဲ့ဒါကြောင့်သူ nickname သုံးပုံပေါ်ရယ်နော်ဘယ်သူမှလည်းမသိဘူး S2 ကပညာရှိလေးပဲတယောက်ယောက်ပေါ့နော်နော်တစ်ခါတလေရောင်းရောင်းပြီးထောက်ကမိမှာဆိုဟိုကိုက်တယ်ဒီနော်ခိကိုက်တယ်ဗာလဲဆိုသူဆရာမတစ်ခါတစ်ခါသင်းနေထားတာဆိုသင်းနေဖွင့်ရုံနဲ့အမောကလို့သူကိုယ်တိုင်မှာထားတာဆိုတော့ဆရာတပည့်ကြီးကိုက်တာပေါ့နော်ဆိုတော့သူကဆိုကတယ်သူကကာဆိုမိုက်တယ်ပေါ့နော်ကဲကဲဆက်ပြီးဖတ်မယ်နော်သူစာလေးကိုတစ်ခါတလေရောင်းရောင်းပြီးထောက်ကမိမှာဆိုလို့အတိနဲ့တရိကပ်ပြီးစာသင်နေရတဲ့ တွက်တဲ့အိပ်ပျော်မဲ့အချိန်တော့မရှိလိုက်ရပါဘူးတဲ့တချက်ရဲ့စေတနာတွေနဲ့ PPCC တင် जा ပေးမှုတွေဟာ ဟာတာတင် जा ပေးမှုတွေနဲ့ဟာတာတွေကြောင့်ချဲ့စာတင်ချိန်မှာပျော်ရွှင်ခဲ့ရပါတယ်တဲ့ကျွန်တော်တို့အားလုံးကိုစိတ်ရှည်ရှည်နဲ့တည်တည်ချာချာဂယုဆိုင်နားလဲပေးပြီးတင်ပေးခဲ့တဲ့အတွက်ဂျေဇုတင်ပါတယ်ဗျာတဲ့အဖျားဆိုအတိကြတာယောက်ျားလေးတယောက်ယောက်တော့နှုတ်ပါပေါ့နော်ကဲပါပဲပြောပြပညာရှင်လေးတို့ရေကျွန်မတို့ရှင်တို့အမှတ်တရကိုရှိနေဦးမှာပါနော်ကဲနောက်ထပ်တစ်ယောက်ကိုသွားကြည့်အောင်ဩတွေ့ပြီဒီမှာကြည့်ဒီမှာကြည့်နော်သူ့ရဲ့ nickname ကိုသူရေးထားတော့ဒီဘက်မှာမှသူကုတ်ကိုရေးလိုက်တယ်အဲအဲ့ပညာရှင်လေးကဒီ post ကိုရေးထားတဲ့ပညာရှင်လေးက 6qwho ဖြစ်ပါတယ် တယ်။ Okay မှတ်မိပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကဲနောက်ထပ်တစ်ယောက်ကိုသွားကြည့်အောင်။သူကတော့အသွေးပုံလေးပဲရေးထားတယ်နော်။ 6OHKG တဲ့။ကဲဒါဆိုနောက်ထပ် S2 ဝပညာရှင်လေးတွေရပါတော့နှုတ်ဆက်စာလေးတွေရှိသေးလား။လိုက်ကြည့်လိုက်ရအောင်။ဩအဒီတန်တန်လေးကြံနေသေးတယ်။ဒီတန်တန်လေးပြီးရင်တော့ S2 ဝပညာရှင်လေးတွေရနှုတ်ဆက်စာလေးတွေကကုန်ပြီပေါ့နော်။ကဲကြည့်တော့ဒီနောက်ဆုံးတန်းလေးတူတူဖတ်ကြည့်ရအောင်။ဩသူက3 E N Y J ဩဒေါက်တာ Fruit မမေ့ပြီဒေါက်တာကြီး Fruit ဒေါက်တာ Fruit ကသူရိုက်သူကိုယ်တိုင်ရိုက်ထားတဲ့ဓပုံလေးကိုသူအမှတ်တရအနေနဲ့ထည့်သွားတယ်ပေါ့နော်အဲဒီမှာ YPS လေးတော့မြင်လိုက်ရတယ်ဟုတ်လားကဲဒေါက်တာ Fruit ရဲ့ပေါ့နော်အဲပို့အဲဒီနှုတ်ဆက်စာလေးကိုအတူတူဝင်ဖတ်ကြည့်ကြရအောင်ရှင်သူကမှတကုတ်ပါရေးထားတယ်ရှယ်သူတို့ပေါ့နော်မမေ့ရရဘယ်အင်စာလေးမှလည်းမသိသူတို့ เนาะအသွင်ကွဲမြန်မာစကားမှာလေးเนาะ SCC နဲ့သူနဲ့ပေါင်းပြီးတော့အဲလောက်လိုက်ခရေကသူ့ဒီရှေ့ကဒေါက်တာဖရုဒေါက်တာဖရုနဲ့ခေါ်ခေါ်သွားတာလीเนาะ FIW ဖမ်းမိပြီရှင့်ကဲသူ့ရဲ့စာလေးကချီထွားတဲ့စာတင်နှစ်တစ်နှစ်လုံးနဲ့စာရအောင်တင်ပေးခဲ့တဲ့ဒီချက်ကိုကျေးဇူးတင်ပါတယ်ဗျာတဲ့မှတ်မဲ့ရရအာစာနီမိခင်တားဆက် project တုန်းက editing ဘိုင်းနဲ့ပတ်သက်ပြီးချီးကျူးခံရတာကတော့အမှတ်တရပါတဲ့ဒီချက်ရောတငယ်ချင်းတွေရောအားလုံးကိုအဆအဆအယားယား view site ပါလို့ပြောချင်ပါတယ်အယားယားတိုင်းအတွက်ကျေးဇူးတင်ပါတယ် ပုံကတော့ဘာရဲလို့မဟုတ်ဘူးတဲ့ဒီတိုင်းကျွန်တော်ရိုက်ထားတဲ့ပုံလေးပါတဲ့အပြင်မှာတွေ့ပြင်ဓပုံလှလာလေးရိုက်ပေးပါမယ်ဗျာတွေ့ပြင်အောင်ကိုလာကိုလာခဲ့မယ်ဘာလို့လဲဆိုတော့ဓပုံရိုက်ရအရန်ဝါသနာပါတယ်နော်တွေ့ဒေတာပေါ့ဒီရက်ဓပုံနဲ့အများကြီးရိုက်ပေးရမယ်နော်ဟုတ်ကဲ့ဒီဗီဒီယိုလေးကတစ်ဆင့်ပြောလိုက်မယ်နော်။ကဲနောက်ထပ်တစ်ယောက်ကိုသွားရအောင်ရှင်။နောက်ထပ်တစ်ယောက်ကတော့ nickname လေးပဲပါတယ်။ nickname and ပဲပါတယ်။ကုတ်မပေါ့ဘူးနော်။ဒါဆိုရင်တို့ဘာလေးရေးလဲပို့ပြီးသိချင်သွားပြီ။ကြည့်မယ်နော်။မြမစာကိုတဲ့ဒီတစ်နှစ်မှာတော့တဲ့ထင်ထားတာချက် တော်တော်လေးပိုင်နိုင်သွားတယ်လို့ထင်ပါတယ်တဲ့အဲ့ဒါကတချဲ့ရဲ့စေတနာစေတနာပါတဲ့တင်ပြမှုတွေကြောင့်ပါတဲ့စိတ်ညစ်စရာကြုံလာရင်တောင်မှအကောင်းဆုံးအာတင်ပြီးဒီခရီးကိုအမလျှော်ပဲအာတင်ပြီးပြီးအောင်ရှောက်ကြရအောင်တချဲ့တဲ့နိုင်ငံရေးပြီးသွားရင်အတူတူပြန်တွေ့ကြပါတယ်တချဲ့ဟုတ်ကဲ့ကျမလည်းတွေ့ကြပါရဲ့ရှင်ကျမပညာရှင်လေးတွေအားလုံးလည်းတကယ်ကိုစုံကြပါတယ်ရှင် ကဲနောက်ထပ်တစ်ယောက်ကိုသွားကြာဒါဒေါက်တာဖရူဒေါက်တာဖရူရဲ့ဓာတ်ပုံလိုက်ရတယ်နော်အားလုံးအီမိုသွားအောင်လာထပ်တင်တာတဲ့ဟုတ်ကဲ့ဒေါက်တာဖရူကသူ့ရဲ့ဓာတ်ပုံလိုက်ရတယ်ဟိုလာကြွားသွားပါတယ်ဒေါက်တာဘရူဒီဗီဒီယိုကနေတင်သေးခါပြောလိုက်ပါမယ်เนาะကျမတို့ပြေးมาတွေ့တပုန်နေအများကြီးရိုက်ပေးရမယ်เนาะကဲနောက်ထပ်တစ်ယောက်ကိုသွားရအောင်နောက်ထပ်တစ်ယောက်ကလည်းကုတ်ကလေးမပေါဘူးတွေ့တာเนาะကုတ်ကလေးမပေါဘူးသူဒီမှာ ဓာတ်ပုံလေးကရေးထားတယ်နော် I love you တဲ့ yesterday today and tomorrow တဲ့အမေဟုတ်ကဲ့တကယ်ကိုကျမပညာရှင်တွေကျမတကယ်အဲပေါ့နော်ပညာရှင်လေးတွေအားလုံးကိုချစ်လဲချစ်ပါတယ်အမှတ်တရလည်းရှင်းနေအောင်ပါပါပေါ့နော်2024 25ပညာသင်နေရဲ့ session ကပညာရှင်လေးတွေအားလုံးကိုပြောတော့ပါနော်ကဲဒီတော့သူရေးထားတဲ့စာလေးကဘာလေးလဲကြည့်အောင်နော် mix teacher mm3 တဲ့အထက်တန်းရဲ့နောက်ဆုံးစာသင်နှစ်ကြားမှာဒီချိန်နဲ့ဆုံတွေ့ရတာနှမျောမိပါတယ် မီးတို့ကိုစိတ်ရှည်ရှည်နဲ့ခရုစိုက်ပြီးတင် जा ပေးခဲ့တဲ့တစ်နှစ်ပတ်လုံးအတွက်ချဲကိုကျေးဇူးအများကြီးတင်ပါတယ်ဒီချဲအခါအခွင့်တင်ရင်ဒီချဲနဲ့အပြင်မှာစုံပူးချင်ပါတယ်ရေဆက်ကြံသေးရင်ပြန်စုံမယ်ဆိုတာထက်ရေဆက်ကုန်ခဲ့ရင်တောင်ရေဆက်ပြန်ရအောင်လိုက်ဖြည့်ပြီးဒီချဲနဲ့ဖက်တွေ့ချင်ပါသေးတယ် love you ဒီချဲတဲ့အော်ဟုတ်ကဲ့ရေဆက်ကုန်သွားရင်တော့မေးဦးနော်ကုန်သွားတဲ့ရေကိုဖြည့်ပြီးတော့ဘူးသားတွေ့မှာဟုတ်ကဲ့ကျမကလည်းတွေ့ချင်ပါတယ်ရှင်ပူပါနဲ့ကျမပညာရှင်လေးတို့ကျမအပြင်မှာတွေ့ပြီးဆိုတာနဲ့ သုံးချက်လာရိုက်မှာလို့ပြောထားပြီးသားနော်ဟုတ်ကဲ့အခုလိုအမှတ်တရလေးတွေပေါ့နော်ဇာလေးတွေဝင်ရောက်ရေးသားပေးခဲ့ကြတဲ့ session က2024-25 Pathfinder Institute of Myanmar ပေါ့နော်အဲအကြောင်းရဲ့ session G12 student အကြောင်းသားအကြောင်းသူများအားလုံးကိုအဲဒီချက် MM3 ကလည်းအမှတ်တရလေးဖြစ်နေမှာပါ အခုလိုပူပေါင်းပါဝင်မှုတွေတက်လဲကျေးဇူးအများကြီးတင်ပါတယ်ဆိုတဲ့စကားလေးနဲ့နှုတ်ခွန်းဆက်အဲဘောနော်နှုတ်ဆက်ချင်ပါတယ်ဘောနော်နှုတ်ခွန်းဆက်တာတော့နှုတ်ဆက်ချင်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုတော့ဒီ record လုပ်လိုက်ရတဲ့အဲရွေးချက်လေးရပါဘောနော်အမှတ်တရတွေကိုအမှတ်တရဒီကနေ့ save ထားတဲ့ဒီချက်ရဲ့ YouTube channel လေး memories မှာအာပြန်သုံးမယ်ဆိုတဲ့အတွေ့လေးနဲ့ပေါ့နော်ဒီဗီဒီယိုလေးကိုဒီ record လုပ်လိုက်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဒါလေးကလည်းအမှတ်တရဖြစ်နေလိမ့်မယ်လို့ယုံကြည်မျှော်လင့်ပါတယ်ရှင်